ဆွဲထက်ရွှေဆိုင်ရဲ့ပေါ့နော်ဒီအလှူကြီးကိုဒါကျွန်တော် reaction လုပ်မယ်ဆိုပြီးတော့မလုပ်ဖြစ်တာဒါအခုမှပဲအဲလုပ်ဖြစ်တဲ့အတွက်ဒါတင်ပြလိုက်ရပါတယ်ပေါ့နော်အားလုံးကြည့်ရှုခံစားကြည့်ပါဦးနော်ကိုယ်တော်ရဲ့ပေါင်းကြီးတော်စီမင်္ဂလာခံစားကြည့် ဒါဒီလူကြီးနဲ့ပတ်သက်လို့ပေါ့နော်ဒါတနိုင်ငံလုံးအော်တောင်းနေဖြစ်ခဲ့တယ်အဲ့ဒီပုံမှာဒါအကောင်းမြင်တဲ့သူရှိသလိုအဆိုးမြင်တဲ့သူလည်းရှိတယ်ပေါ့နော်အဲကျွန်တော်ကတော့ပြောမှာဆိုရင်အကောင်းမြင်တဲ့ဘက်ကပေါ့နော်ဘာလို့လဲဆိုတော့ဒီမိမိတို့တဘွားလုံးပေါ့နော်စူဆောင်းလာခဲ့တယ်ဒါရန်နာပစ္စည်းတွေကိုဒီလိုမျိုးစိတ်ပြတ်သားစွာလှူနိုင်နေဆိုတာဒါတကယ်ကိုပဲလေးစားအဝမ်းမြောက်အဲထတ်တူတာလူခေါ်တင်တယ်ပေါ့နော်အဲ ဒါပြောမယ်ဆိုရင် တော်ယုံတန်ယုံဒါဟိုစိတ်စန္ဒမျိုးနဲ့ဒီလိုမျိုးမလူနိုင်ဘူးပေါ့နော်အခုကတော့ဒါပြောမယ်ဆိုရင်အလူရှင်နေနေကသူတို့စိတ်စိတ်တရာစော ကတ်တဲ့နေရာကိုပဲသူတို့ဒီပစ္စည်းဥစ္စာတွေကိုပုံပြီးတော့ဒါပြက်ပြက်သားသားလူတယ်ပေါ့နော်အဲအဲ့ဒီပုံမှာဒါအတခြားမလိုပါဘောเนาะဒီအစိုးမြင်တဲ့သူတွေအနေနဲ့ဒါအလကားနေရင်ဒါအကုသို့ယူပြီးတော့ဘောเนาะအကုသို့ယူပြီးတော့ဒါဟိုမိမိတို့အတွက် ဟိုတန်နီယာမှာမကောင်းစီမဲ့ဟာမျိုးတွေကိုဒါမပြောဆိုမလုပ်သေးဘူးပေါ့နော်ဘာလို့ဆိုတော့ဒါသူများပိုင်ဆိုင်တဲ့ပစ္စည်းတွေပေါ့နော်ကိုယ်တွေပိုင်ဆိုင်တဲ့ပစ္စည်းလည်းမဟုတ်ဘူးအဲ့တော့သူတို့ပိုင်ဆိုင်တဲ့ပစ္စည်းသူတို့ဘယ်နေရာကိုပဲဘယ်လိုပဲလှူလှူပေါ့နော်ဒါမိမိနဲ့လုံးလုံးမှမဆိုင်ဘူးပေါ့နော်အဲ့တော့မိမိတို့နေနေလဲဒါတကယ်ဟိုကိုယ်တွေတွေးထားသလိုပေါ့နော်ဘယ်နေရာကိုတော့လှူခြင်းနဲ့ဘယ်နေရာတော့လှူတင်နေဆိုတာမျိုးတွေးထားသလိုမိမိတို့လှူခြင်း တန်းကျင်နေဆိုရင်မိမိတို့ကိုယ်တိုင်ဒီလိုမျိုးတို့လိုအပြည့်စုံကျွယ်ဝချမ်းသာအောင်လို့ဒါစူးစမ်းတင်နေပေါ့နော်အဲ့တော့မှမိမိတို့ရဲ့ကိုယ်ပိုင်ပစ္စည်းတွေကိုချမ်းမှာဒီလိုမျိုးမိမိတို့တွေးထားတဲ့အတိုင်းပဲဒါလူတင်နေပေါ့နော်အခုတော့ဒါသူများဥစ္စာပစ္စည်းတွေဖြစ်တဲ့အတွက်တို့ရောတို့ဘယ်ဘယ်လူလူပေါ့နော်အဲ့ဒီပုံမှာဒါအကုသို့မယူသေးဘူးပေါ့နော်ဒါအကုသို့ယူလို့ရှိရင်ဒါအပယ်လာရနိုင်တယ်ပေါ့နော် ဒါသူများအလူကကိုအကုသူဖြစ်စေတယ်ပေါ့နော်အဲကျွန်တော်လည်းပြောမယ်ဆိုရင်ဒီလိုမျိုးဟိုကျွန်တော်ပစ္စည်းဥစ္စာတွေဆိုရင်ဒီလိုမျိုးလူဖို့ထက်ပေါ့နော်ကျွန်တော်ဆိုရင်တွေးတာတော့တကယ်တနိုင်ငံလုံးမှာအာဒီဒုက္ခရောက်နေတဲ့ဒါပြည်သူပေါင်းရှိမယ်ဒါတရားပေါင်းရှိမယ်ပေါ့နော်အဲတော့ကျွန်တော်ဆိုရင်လည်းအဲ့လိုမျိုးလူချင်းတန်းကျင်နေပေါ့နော်ဒါပေမဲ့လည်းဒါမိမိ ပိုင်ဆိုင်တဲ့ပစ္စည်းတွေမဟုတ်ဘူးသူတစ်ပါးပိုင်ဆိုင်တဲ့ပစ္စည်းတွေသူတစ်ပါးတွေဘယ်ဟိုပဲလှူလှူပေါ့နော်ဒါသူတို့ရဲ့ပစ္စည်းဥစ္စာကိုသူတို့လှူတာဖြစ်တဲ့အတွက်အာကိုတွေကဘေးကနေဒါဟိုဝမ်းမြောက်ဝမ်းသာတာလူခေါ်ုံပဲတတ်နိုင်တယ်ပေါ့နော်အဲ့တော့ဒီပုံမှာအကုသိုလ်မျိုးချဖို့ကျွန်တော်တော့ဂျန်ယူတိုက်တွန်းလို့ရတယ်ဒီဘာချုပ်ဆရာတော်ကြီးရဲ့ဒီအလူနဲ့ပတ်သက်တဲ့တရားကိုလည်းဒါအားလုံးနိုင်ယူနိုင်မှုပေါ့နော်ကျွန်တော်ဆက်လက်ပြီးတော့ဖွင့်ပြပေးသွားပါမယ် လူတယောက်ဟာသူများအလှလူတာကိုတားမြစ်လို့ရှိရင်တဲ့အနည်းရဲ့၃မျိုးလှုပ်တာရောက်တယ်ပေါ့သူ့ဘာသူလှူတာကိုလည်းမဆိုင်ဆက်ဆံဒီ၃မျိုးကိုအနည်းရဲ့ပြုတာရောက်တယ်ဘာလဲလို့ဆိုလို့ရှိရင်ဟောအလှူတာရဲ့ကကုသိုလ်ရဖို့အတွက်အနည်းရဲ့ဖြစ်တယ်လူတဲ့လူကသူကသွားဟန်တာလို့မလူနဲ့လူပြောသည့်အတွက်ကြောင့် ကုသိုလ်ရရမှမရတော့ဘူးခဲ့အဲ့ဒါကြောင့်မို့လို့သူများစုတာကိုတမ်းမြစ်မယ်ဆိုလို့ရှိရင်တဲ့ဒါယကာရဲ့ကုသိုလ်အနေရင်ကိုလည်းသူလောက်ရရောက်တယ်ကုသိုလ်ကိုအနေရင်ပြုတာတားဆီးတာလည်းဖြစ်တယ်ပုံညံတယ်လို့ခေါ်တာပေါ့နော်ကုသိုလ်ရရမှမရတော့ဘူးကုသိုလ်ကောင်းမှုရဲ့အနေရင်ဖြစ်သွားတယ်ကုသိုလ်ကဖြစ်တယ်နောက်တစ်ခုကဘာရောဆိုတော့ အလူကံပုဂ္ဂိုလ်အတွက်ရရမဲ့ပစ္စည်းမရလိုက်ဘူးဆိုသူ့ကိုလည်းပဲလာဘန်တည်းသူရရမဲ့ပစ္စည်းအတွက်အန္တရာယ်လုံးလိုက်တာပဲတဲ့ဒါတော့အလူကံပုဂ္ဂိုလ်အလူတဲ့ပုဂ္ဂိုလ်ကဒါရကကကုသိုလ်ရရမှမရတော့ဘူးအလူကံပုဂ္ဂိုလ်ကလည်းပစ္စည်းရရမှမရတော့ဘူးဟုတ်အလူကံပုဂ္ဂိုလ်ကိုလည်းကုသိုလ်မဖြစ်အောင်အန္တရာယ်ပေးလိုက်တာ ਨੇ တူတူပဲတဲ့ လူခံတဲ့ပုဂ္ဂိုလ်လည်းပဲပစ္စည်းရရမှမရအောင်အနေရပြူတာနဲ့တူတူပဲတဲ့မြတ်စွာဘုရားဒါမျိုးငါဘယ်တော့မှမလုပ်ဘူးနောက်ဆုံးမှာသူများလူတာကိုခံတားတဲ့ပုဂ္ဂိုလ်ဟာတဲ့မဟာတားခင်ကလေးကသူ့ရဲ့စိတ်ယုံမှကြောင့်မို့လို့သူများလူတာသူကသူလူတာပဲလေအဲ့တော့မလိုမုန်းတားတဲ့စိတ်နဲ့ဟန်တားတာဖြစ်သွားတာ ဖြစ်သွားတော့မဟာတားခင်ကလေးကသူကခုနကကောင်းမှုရဲ့အန္တရာယ်မဖြစ်ခင်ရရှိမဲ့ပစ္စည်းလာလာပါရရှိမဲ့အန္တရာယ်ကိုမပြုတ်ခင်ချွတ်တင်ပြီးတော့သူ့ရဲ့ခုံတိတ်ခါလေးသူဖြစ်ရှိပြီးသားဖြစ်သွားပြီဒီလိုဆိုလို့ရတယ်နော်အဲ့တော့ရသဗျာဆုလို့တာကသူများလှူတာကိုမလှူနဲ့လို့တားတဲ့ပုဂ္ဂိုလ်ဟာ ဒီအချက်၃ချက်ကိုသူ့မှာထိခိုက်နေတာမှု၃ခုသူလုံးတဲ့အလုံးကြောင့်ကာယကံမှာကုသိုလ်ရရမှာမရတော့ဘူးအနုကံပုဂ္ဂိုလ်ပစ္စည်းရရမှာမရတော့ဘူးသူ့ကိုယ်တိုင်မှာကိုယ့်ရဲ့ဂုဏ်သိက္ခာကိုကိုယ့်အကူဖြည့်ဆည်းပြီးသားဖြစ်သွားပြီတဲ့၃ခုဒီလို၃မျိုးအတွက်အနေဖြစ်သွားတယ်လို့ပြော ဒါကြောင့်မို့လို့အလှူဒါနနဲ့ပတ်သက်ပြီးတော့တရိษံပဲကျွေးကျွေးလူကိုပဲပေးပေးအဲ့တော့เนาะဒီအလှူတွေနဲ့ပတ်သက်ပြီးတော့ဒါနောက်ဒီလိုမျိုးတွေဒါဖြစ်ရမျိုးတွေလည်းဒါရှိကောင်းရှိလောက်မှာပေါ့เนาะအဲ့တော့ညီကောင်မောင်နှမရဲ့အနေနဲ့လည်းအားလုံးတတိပြုဆင်ခြင်နိုင်ဖို့ကျွန်တော် reaction လေးလုပ်လိုက်ရခြင်းဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်เนาะ